ဲ့ AI နဲ့ဆိုတာလုံးဝတကယ်ဥမမိုက်တဲ့အရာတစ်ခုပဲလीနော်ဟုတ်တယ်ဒါပြင်မှာဆိုရင်တော့ hacker roaming ပြစ်ပြီးတော့ထွက်လာရဲဆိုမြဲတစ်ဖက်မှာ pure mass man မယူဘဲနဲ့ခြောင်ကိုလိမ့်ပြစ်ထုတ်လိုက်တာဖြစ်တဲ့အတွက်ဒီဘက်မှာ yuri စီကနေပြီးတော့လာမဲ့ damage ကိုတော့အဓိကမျှော်ကိုရမဲ့အခြေအနေမှာရှိပါတယ်ဟုတ်ပါတယ်ဆိုတော့ဘာပြပြလာတယ် AI needs for nothing အပြည့်မျိုး gain number 1ဘာရေးဆက်ပြီးတော့ဖြစ်မလဲကျွန်တော်တို့ caster နဲ့တူတူသွားပြီးတော့ကြည့်လိုက်ရအောင်ဗျာ ကဲတော့ဒီနေ့ကတော့နော် match number 3လေးကတော့ညီကိုတွေပြန်ပြီးတော့တွေ့တဲ့ပွဲစဉ်တပွဲလို့ပဲပြောရမှာပဲပဲနော်တကယ်ဟုတ်ပဲကျွန်တော်တို့အချိန်နဲ့ဖြစ်မလားဆိုတော့ကြည့်ရမယ်ဗောနော်တစ်ဖက်ကလည်းကျွန်တော်တို့ AI eSport event ကြီးရောက်လာတဲ့အပြောင်းလဲမှုတွေနဲ့အတူပဲထား event ကြီးကတော့ goal line မှာစော့တာဗျအဲ့တော့တစ်ဖက်အသင်းကျွန်တော် AI eSport အနေနဲ့ဘာတွေများလုပ်ပြနိုင်မလဲတစ်ဖက်အသင်းဒါ platin အသင်းအနေနဲ့ကလည်း AI ကိုကြော်ဖြတ်သွားနိုင်မလားသူတို့ရဲ့ head to head ကိုသွားပြီးကြည့်မယ်ဆိုရင်တော့ဒါတသိန်းနဲ့တသိန်းနိုင်ထားတဲ့ ဟိုဟာကြီးက history ကြီးကသွားပြီးရှိနေရဗျ။อืมကဲတော့ B to the S နော် AN နေပြီးတော့ဒီ plating ကိုပြန်ပြီးတော့ရောက်လာတယ်ပေါ့စဒီတစ်ခေါက်မှာတော့ Uranus နဲ့စထားတယ်။ဒီဖက်မှာတော့ plating ကနေတစ်ဖက်ပြန်ပြီး AI ကိုရောက်လာခဲ့တဲ့ Yuri ဒီတစ်ခေါက်မှာတော့ Yeezhen နဲ့အတူဒါသူ့ရဲ့ညီအကိုလေးဖြစ်တဲ့ Evan G ကပါနော် AI ကိုရောက်ရှိလာတယ်ဆိုတော့ညီကိုနှစ်ယောက်ကျမ်းမဲ့ပွဲနေတဲ့ပွဲပေါ့နော်။အဲ့တော့ Messi လိုမျိုးလူငယ်လက်သစ်နဲ့အတူရှေ့မှာဒါကျွန်တော် experience တွေအရင်များနေခဲ့တယ်နော်ကျွန်တော် PH7 နောက်မှ leader ဒီဘက်မှာဘယ်လောက်ထိလွတ်လွတ်သွားနိုင်မလဲ။အာ leader ဒီဘက်မှာကျွန်တော်တို့ rule တွေပါ change ဆော့တာဗျ။ PH7 Kevin Roe နဲ့တူ leader Mimish ကိုတော့ပြန်ပြီးတော့ထိုင်လာတာ image goal လိန်း goal လိန်းမှာလည်း AI eSport ရဲ့ signature ချောင်းနဲ့ပြန်ပြီးထွက်လာတာဆိုတော့အားလုံးပဲဒီပွဲလေးကတော့အသေးချာလေးကိုစောင့်ကြည့်ရမယ်ပြင်ကျွန်တော်တို့ Rookie Daisy နော်ဒီဘက်မှာ Hackers တွေပါပြန်ပြီးဆော့လာတယ်ဗျာ Rookie Daisy ဒီပွဲကတော့ကျွန်တော်တို့ Rocky player တွေတော်တော်များများပွဲလို့လည်းပြောလို့ရတယ်ဗျာနော်ဒီဘက်မှာပြန်ပြီးတော့ကြီးပဲဆိုရင်လည်းခုန Caster Kit ပြောသလိုမျိုးပဲ leader နဲ့ PA 7တို့ရဲ့ကျွန်တော် Midju ကိုကြည့်ရမှာစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာဘယ်လောက်ထိများအလုပ်ဖြစ်နိုင်မလဲဒီဘက်ကနေပြီးတော့ကျွန်တော်တို့ Hacker Pick လာတဲ့ Potential အရာတော့သူတို့ရဲ့ Core တွေအတွက်က ော့ကျွန်တော်လေးကိုတော့ပုတ်ချစ်တဲရမယ်ဖိုင်းမှာသွားပြီးရရှိတယ်ဆိုတော့ strike ပြန်ပြီးပေးတာရတယ်မှာ PA7 ထောင်းနေနေအောင်ပြန်ပြီးပေးတာသေးရဗျ AI အနေနဲ့ကတော့ဒါ RDK aggressive sand တွေဆိုတဲ့ play style တွေကိုတော့ခုချိန်မှာတော့တိတ်တော့မတွေ့ရသေးပါဘူးอืม nothing လုံးတော့နည်းနည်းလေး save ပြီးတော့နေထားရမှာเนาะဒီကလည်းပလာတွေဘက်မှာ hackers တို့ဘာလို့ပါနေတာဆိုတော့ Ali နည်းနည်းလေးမှားသွားတယ် damage ကအများကြီးတစ်ဖက်ကပလာတွေဘက်ကထွက်လာပြီး Ali ဖိနိုင်တဲ့အနေထားမှာသွားပြီးရှိနေဆိုတော့ AI နည်းနည်းလေးထိမ်းပြီးတော့ဆော့နေရပါเนาะအဲ့တော့ဒီတစ်ခါမှာတော့ကျွန်တော် Falcon ရဲ့ AI ရဲ့မှာတော့เนาะ goal line player တွေက mesh ကို changes လုပ်လာပြီးတော့ဆော့လာလာလေးတော့တွေ့ရ တယ်ပေါ့နော်ဟုတ်တယ်အဲ့တော့ဘေနီကတော့တစ်ဖက်မှာကျွန်တော် goal line ကနေပြီး mid ကိုထိုင်တာတော်လေးကိုအဆင်ပြေတယ်အဲ့ဒီတစ်ခေါက်မှာအလီတာကရော ီမိမိတ်ကိုပြန်ပြထိုင်တဲ့အနေအထားတစ်ခုမှာဂိုးလိန်နာကနေပြန်ပြထိုင်တဲ့အနေအထားတစ်ခုမှာအဆင်ပြေပါမလားသူကလောက်ွက်ထွက်နိုင်ပါမလားဆိုတာထပ်မံပြီးစောင့်ကြည့်ရမယ်။ဒါပေမဲ့ဂိုးလိန်နာတွေကမိမိတ်ကိုပြန်ထိုင်နိုင်တဲ့အနေအထားတစ်ခုမှာသူတို့ position တွေ position တွေကပိုပြီးအားကောင်းသွားဖြစ်တဲ့အတွက်ကြောင့်အားလိမက်ချ်ထွက်တဲ့ဒီ damage နဲ့အဲဒါဒီဂိုးလိန်နာလိုမျိုး position ကောင်းတဲ့အရာတစ်ခုနဲ့ဒါတိတိကျကျလုံးလုံးနိုင်ခဲ့မယ်ဆိုတော့ AI e4 အားသာနိုင်ချေအများကြီးရှိပါပြီ။အလီဒါလည်းလောက်ွက်တယ်အများကြီးထွက်နိုင်ရရှိတယ်။တော်ရင်ဆိုရင် first starter လေးရော AI e4 easy ရသွားတယ်ဆိုပေမဲ့ Messi ကျွန်တော်ကြားရတယ်ဗျာ S right တောက်လျှောက်ခင်းထားတဲ့အနေအထားတစ်ခုမှာ PA7 မှာထပ်ပေးရဖို့တော့ရှိပါမယ်။ဒီကတော့ အသင်းနဲ့ဝေးရအောင်လို့သူအနေနဲ့ပြန်လဲပြီးဆွဲခေါ်သွားရဲ့လို့ပြောရမယ်ပေါ့။ရူဂီတီတီရောက်လာတဲ့တိုင်ပင်ကကျတော့ဂယ်လေးကိုကျုပ်ပတ်တီသွားချအောင်ဝါခဲ့တယ်။နောက်ပိုင်းကတော့ရူဂီတီတီအဲ့လိုမျိုးဒီ execute နဲ့ light လိုက်ပြီးတော့ stinger ကြီး light ထိုးတဲ့ထံကိုတော့နောက်လျှောက်ဆိုသူတို့ကဂယူတော့ဆိုက်ရမှာဗျာ။ဒါပေမဲ့အလီဒါအနေနဲ့ဗလတီနာထွက်လာတယ်ဆိုတဲ့အချက်ပေါ့။တစ်ဖက်အသင်းမှာသူ့ရဲ့ဒီအဲ့လို၉၀ရာ spare cast တွေပေါ့။ IMU နဲ့ use ရာ spare cast တွေကတော်တော်လေးကိုတော့များတယ်ဗျာ။ဟုတ်တယ်။လူမျိုးကျော်ရူဂီတီတီ night force ရှိမယ်။ Butter air strike နဲ့ beat the ass. Chance ကြီးရနေပြီးတော့ကျတို့ဒီ sustain တွေကတော့ခုခုကတော့ချက်တော့ကြည့်ရမယ်ပေါ့နော်။ regenerate ဒါပေမဲ့ ရာတစ်ခုကတော့တတော်နဲ့ချက်ကတော့များလို့လို့အတုံးပြုတ်မယ်ဆိုရင်စပယ်မှာလက်စီโอ้โหလေးနဲ့ ေးကတော့ပြတ်တက်သွားခဲ့တာပဲပြတ်ပေးလိုက်ရတော့ PS တော့ဖြစ်သွားခဲ့တယ်ပလာဒင်သေးဒါသူတို့အနေနဲ့ early game မှာတော့နည်းနည်း aggressive ဆန်ကျင်တယ်ဆိုပေမဲ့ပြန်ပြီးတော့ flank line တိုင်း flank line တိုင်းမှာ hero key ပြန်ပေးနေရတယ်အားလေးချက်ကြီးတော့မရှိနေရပြန် rookie ဒီစီးပါအိမ်သားမှာရှိလိုက်ရင်တော့ပို့ပြီးတော့ကောင်းသွားနိုင်တယ်ဗောနော်ကဲတော့ leader 3v1 မှာတော့ wine chain လေးတော့မရရအောင်တော့ပြန်ပြီးပြေးထားတယ်အပေါ်မှာတော့ပြန်ပြီးတော့ messy တကောင်သွေးအရန်နဲနေရစောကြလေ deploy ရဲ့ damage ထိချားထဲမှာတော့ပြန်ချသွားတယ် deploy ဒီဘွဲမှာတော့ grot off နဲ့တော်တော်လေးအလုံးလုံးထားနိုင်တဲ့အနေထားမှာရှိတယ်လို့ rookie ဒီစီးရဲ့ roaming နဲ့လည်းတော့ကောင်းနေတယ်လို့ to the S မပေါ့ဆာအနေနဲ့မှားသွားတယ်ဆိုပြီးလက်ရှိ objective နဲ့ POK တိုင်းတာတခုမှာတော့ပလာတင်ကဥဆောင်ထားနိုင်တယ်ဆိုတော့ဒီ early objective မှာတောက်တောက်လျှောက်လေရရှိထားရတယ်ပြီးတော့ဒီ gang ကနေမှလည်းအားသာနေခဲ့တယ်ဒီပလာတင်ကပဲ making time တခုကိုပါဆက်လက်ပြီးအသားကြီးရောက်ယူသွားနိုင်မလားဆိုတော့ထက်ကြည့်ရအောင်မယ်နော်ဒီ deploy yuri နဲ့ပြန်အတွင်းမှာတော့ပြန်ပြင်းနေတယ်ဆိုပေမဲ့ ရွေးပီးသားတွေ damage ကြီးားတွေမှာတော့မလွတ်သွားဘူးဗျ။ offline grow ဆိုတဲ့အတွက်ကြောင့်နည်းနည်းလေးထားအပြောင်းမှုအပိုင်းလေးတွေတော့သွားပြီးတော့ထွေးရမယ်ပေါ့နော်။ဒါပေမဲ့နောက်ပိုင်းကျရင်တော့သူအဲ့လို hapter c ရောပါအောင်များတကယ်တမ်းအသုံးပြုပြီးတော့သာပါလာခဲ့မယ်ဆိုရင်တော့ grow ရဲ့ tournament champ နဲ့ mighty swim မှာ damage တွေပါလာမယ်ဆိုတဲ့အချက်ကိုတော့သွားပြီးတော့ထင်မှတ်မိမယ်ဗျ။အဲ့ဘလောင်းနဲ့ပလာတင်အတင်းအနေနဲ့သူတို့ pick လာတဲ့ draft အတန်းအရာကတော့ဒီအချိန်မှာတော်တော်လေးအဆင်ပြေနေတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရတယ်။ begin time အထိလူမျိုးတန်ဖိုးလေးတွေကိုထိန်းသွားနိုင်မှာဆိုတော့ကြည့်ရမယ်ဗျ။ KHJ Judy က famous speed အပြည့်ရထားရဆိုရင်နောက်ပိုင်းကျရင်တော့သူ golden time ဖြစ်ပြီးတော့ online ဖြစ်လာမယ့်အချိန်တွေကလည်းတွားပြီးရရှိသေးတယ်အဲ့တော့ဒီမှာကျတာ power spike ဖြစ်လာခဲ့မယ်ဆိုရင်တော့ AI အတွက်ကတော့တော်တော်လေးတော့ anti ရောများနိုင်ပဲဗျာမှန်တယ်အဲ့တော့ Granger Farsa and long range damage နေအဲ့တော့မတီဘလို့ရဲ့ wine ထက်တာတက်ပြီးမှကျွန်တော်အစ်မပြေဘူးဗျာပြောရင်ဆို wine နဲ့ကြားထဲမှာ P7 စပြီးကြားရတယ် Messi Black တို့ကို founder ပြန်ပြီးတော့ပေးထားတယ်ဆိုပေမဲ့ PSG နေခဲ့တဲ့အတိုင်းတော့ rookie season 94နေတဲ့သူပြန်ဝင်ထားနေနေဆိုပေမဲ့ Yuri redistribution ပြန်ရထားတဲ့နေသားတစ်ခုမှာတော့ target objective တွေကိုတော့ပလာနေနေတော့အာမတာတွေဒါပေမဲ့ hero key ပိုင်းချနဲ့တော့ပိုင်းချမှာတော့အာတာဖို့တော့ပလာတင်စူးစမ်းနေနေပဲ ကဖန်စာပါဘူးဂိုရှီစပြီးတော့ဖြတ်တယ်ဗျဒီပုံစံဒီနေထားနေဆိုတာဝါတစ်ခါလဲတမ်းပြီးကြားနိုင်တဲ့နေသားတခုပါအဲ့ဒါမှ image ပြန်ပြီးတော့ဘက်ကလာပြီးကြည့်နေတယ်ဒါထဲမှာတော့အဲဒီတာဝါလေးကိုတော့ဘာလို့ဖလာတဲ့အဆုံးတောင်တော့မယူနိုင်ခဲ့ဘူးဗျ อีแวนจีเตียวก็တော့ကျွန်တော်ခဲတော့တွတ်ရမယ်ဗျာเนาะอีแวนจีအနေနဲ့ချောင်းပစ်ထားတဲ့ပစ်ပရိတ်ရသူ့အနေနဲ့ဒီအချိန်မှာတော့ ceiling cementan ပုံစံမျိုးနဲ့တွားမယ် why is blue phone နဲ့စော့မယ်ချောင်းမျိုးဗျာเนาะမာလဲမာမယ်နားလဲနားမယ်ဆိုတော့နေတော့ကြည့်ရတော့နောက်က avatar တို့ cherry duty တို့ position လိုက်ပြီးတော့ဖြတ်ချင်နေတဲ့ပုံစံမျိုးပဲဗျာဒီမိုးကျွန်တော်ဟဲကက် roam မှာထွက်လာတဲ့အပိုင်းမှာတော့ maxman သုံးရတာတော်တော်လေးကို risk များတယ်ဆိုတော့လေ jungle ရေစရှင်းနဲ့ထောက်ထားပြီးတော့ဒါ double lane မှာတော့တွားပြီးတော့ fighter jungle ဒီ fighter hero တွေနဲ့ပြန်ပြီးတော့ထောက်ထားတယ်နောက်ပိုင်းကျွန်တော်ကြာနောက်ပိုင်းပတယ်တွေကြာရင်တော့ ai ဘက်ကနေပြီးတော့ impact တွေကိုတော့စပြီး 你们面对了部落西面的台妹，现在就利亚酷差一点，Famous 皮啊，意外亚太所就赢了你啊！现在就利亚酷差一点，要多方面所呢，AI 呢，那那的反啊，开多安的呢，不咯？但是麦 Leader I am you 的宝的那西内地的，然后我们 BA seven 的 EUG 的西内地的，所以 EUG 呢，Hey Leader I am you 呢，打 Damage 真的变高多方面所呢，你不会了 AI，变比少来嘛的，哎嘛咯，阿玛伊们 G 呢，由于 Damage 的疲劳，be only first 打瓦亚拉根了，阿波马来麦子斗用阿欧的高手，他比较甜来变，但是麦 What if 那个 SYD 加。 ားထဲမှာတော့ Messi အချိန်ကြာပြီးတော့အသက်ရှင်မရှိနိုင်ခဲ့ဘူးပြန်တော့ပေး7ဆယ်ပဲပြန်ရောက်လာတဲ့ Rookie Season ရဲ့ damage တွေကြားထဲမှာပေး7နောက်ကိုပဲပြန် fall လိုက်ရတယ် damage လည်းမရှိဘူးဆိုတော့အခက်မသိရင်တူတောင်ပြန်ပြီး down သွားနိုင်တယ်ဗျဟုတ်တယ် follower မပါလာရဲ့နေသားတစ်ခုမှ AOG မရှိတော့ဘူးဆိုတဲ့အချက်ကတော့တော်တော်လေးအန္တရာယ်များတယ်ဆိုတော့ပြောလို့တော့ရမယ်ဗျဒါပေမဲ့နောက်ကနေပြီးတော့ကျွန်တော်တို့ follower play တွေကပါလာခဲ့မယ်ဆိုရင်တော့ဒီပတဲကိုစိုင်းနိုင်ကောင်းစိုင်းနိုင်လိမ့်မယ်ဒါပေမဲ့အဲ့လိုမျိုး unbreakable တွေဘာတွေကြားထဲမှာမပြတ်သွားခဲ့ဘူးဆိုရင်တော့တော်တော်လေးကိုအန္တရာယ်များမှမှာတော့ AI e-sport ပဲဖြစ်သွားလိမ့်မယ်ဗျ Lord of the Plazin အတင်းအနေနဲ့ကတော့ jungle zone ထဲကို pressure တော့လိုက်ပေးနေပြီဒီဘက်ကနေပြီး sustain hero ဆို တဲ့အချက်မှာ we are the dragon ရွေးချော်မှုလေးတွေရှိနေတယ်ဗျာ Uranus ကိုထင်တယ်လို့တော့ဖြတ်ဖို့တော့မလွယ်ဘူးဗျာအဲ့တော့ rookie dice knife 4နဲ့ cherry duty ပြန်အရောက်မှာတော့ AI e-sport ဘယ်တဆိုင်ဖို့တော့အတော်လေးကိုခက်ခဲနေတယ်ဗျာအဲ့တော့ဒီနောက်ဆုံး last star တဲ့အနာကိုကတ်ဖို့တော့ကတော့တကယ်ကိုခင်းသွားပြီလို့ပဲပြောရမှာပဲ Uranus jungle ဖြစ်နေတဲ့အတိုင်းအတာတစ်ခုမှလည်းအားလေးမှရှိနေခဲ့တဲ့ decision a leader ချောင်းနေတဲ့ damage အများကြီးမပေးနိုင်နေဘူးဆိုတော့ဒီ Uranus ကိုဖြတ်ဖို့တော့ကလည်းခင်းနေပဲနောက်ဆုံး last star တဲ့ကိုပြန်ပေးရတော့မလားမရရအောင်ပဲ Yuri retribution ပြန်ရတာရည်ပဲအဲ့တော့ဒီ blow ကိုပါထက်ခေါက်တားနိုင်တယ်ပဲ Messi လက်တွေ့ကို forni ကြားမှာ PS အတော်လေး ို့သွေးကိုင်းသွားရင်နောက်ကိုပြန်ဖောလိုက်ရတာပါဒါပေမဲ့တစ်ဖက်မှာကတော့ဟဲကမပေါ့ဆိုတဲ့အားလာကြောင့် AI အနေနဲ့ကောင်းကောင်းလုံးချသွားနိုင်ရဲ့ဆိုတဲ့ long range damage ပြန်ပြီးတော့ခံစားနေနေတဲ့ even G တယောက်ကတော့ပြန်ပြီးတော့ပေးတာရသေးရဗျာ online မှာလည်းကျွန်တော် objective ရထားရဆိုတော့ plating အတွက်ဒီဘက်တဲက nature resource တော့မရခဲ့ဘူးဆိုပေမဲ့လို့ကြည်ကောင်းတယ်လို့တော့ပြောလို့ရတယ်နော်ဘလာဒီနေနဲ့ဟုတ်တယ်ဘလာဒီနေနဲ့ objective တွေတောက်လျှောက်ပြန်ပေးနေရတယ်ဆိုပေမဲ့ hero key နဲ့ tower အပိုင်းမှာတော့အတော်လေးကိုတာနေရဖြစ်တဲ့တော့ကြောင့်မလို့ network ကမှလည်း AI e-sport မရအောင်တော့ပြန်လိုက်ထားနိုင်တယ်ဗျာ AI e-sport တွေလည်းပြန်ပြီးကောင်းနေတဲ့အချက်တခုကဘာလဲဆိုတော့ဒီချိန်မှာဘလာဒီကိုအခုချိန်ကြီးအရန်ပွဲမနိုင်မနေပေါ့နော်ပြန်ပြီးချထားလို့အချက်ကပြန်ပြီးတော့ချလို့ရနေတဲ့အချက်တခုကဘာလဲဆိုတော့အဓိကသူတို့ target တွေ objective တွေပြန်ရထားလို့လား network ကသူတို့အတော်နည်းနည်းလေးပြန်ပြီးဦးဆောင်ဗျာအဲ့လိုမျိုးမဟုတ်ဘူးဘလာဒီကို tower တွေရောနောက်တဲ့ဒီ objective တွေရောထပ်ပေးရ မယ်ဆိုတော့ AI နေနဲ့ဒီချိန်မှာ network တာဖို့တော့ကဘယ်လိုမှဖြစ်နိုင်ဘူး ယူရီယိုရော Famous Pay ကတော့ဂျိန်းလေးပေါက်ကိုလည်းရှာပေးရမှာပေါ့။ Ivan G အတင်း Ivan G အနေနဲ့ကလည်းသူတင်းလေးပေါက်ကိုတော့ Famous Pay ကတော့ရှာအောင်ပါဗျာ။ဒါပေမဲ့ Lawson ကတော့ True Print နဲ့ Inner Tower တွေပဲရှိရဆိုတဲ့အချက်က Map Control ဘိုင်းကတော့အရင်တက်လို့မရအောင်ဖြစ်နေရပေါ့နော်။ဒီ Rookie Dizzy ကလည်းပါနေရဆိုတဲ့အတွက်ကြောင့်အရင် Map Position ကလည်းပေါ်လို့မရအောင်ဒီခက်ခဲတွေကိုတော့ AI အနေနဲ့ဒီအချိန်မှာတော့ဖျက်ဆီးနေရတယ်။ဒါပေမဲ့ Objective 5နေမှာတော့တော်တော်လေးကိုတော့ချီကောင်းနေရတော့ AI မြတ် Lawson တော်တော်လေးကိုတော့ကျွန်တော်သွေးတော့နည်းနေပြီ။အဓိကတော့သူ Damage နဲ့ထွက်လာရဆိုတဲ့အချက်ကြောင့်အားနည်းချက်လေးကတော့ရှိနေရဗျာ။ဟုတ်တယ်။အဲ့တော့ညီကိုနှစ်ယောက်ရဲ့နားလည်မှုတွေ Lane ဆက်ထားတဲ့နေသားတစ်ခုမှလောက်ွက်တွေပို့ပြီးတော့ပေါ်လာတဲ့ player နှစ်ယောက်ရဲ့အားတွေကြားထဲမှာတော့ဒီ game number 1ကိုတော့ AI eSport PUBG 3ကောင်းမေးရထားတယ်ဆိုပြီးမှအတော်လေးကိုဖိထားနိုင်တာလေးကိုတော့တွေ့ရတယ်ဒါပေမဲ့ဖလာတင်ကဘတ်တက်တစ်ခုပဲနော်ဖလာတင်ကဘတ်တက်တစ်ချက်ဝိုင်းချက် air strike နောက်မှ death zone တာနဲ့တူ rookie dc ရဲ့ knife war timing မိသွားရင်တော့ AI hero game အများကြီးပြန်ပြောက်သွားနိုင်တယ်အဲ့ timing တစ်ခုကိုတော့ AI eSport အနေနဲ့ခံလို့တော့မရဘူးဘယ်လိုမျိုးပြန်ပြီးရှောင်ရှားမလဲဆိုတော့ထက်ကြည့်အောင်မယ်ဘယ်လိုလဲဆိုတော့ဒီညီကိုနှစ်ယောက်ရဲ့နားလည်မှုတွေနောက်မှလူငယ်လက်သက်တွေနဲ့ပြန်ပြီးဖွဲ့စည်းထားတဲ့ AI eSport တော်တော်လေးအဆင်ပြေနေတာလေးကိုတော့တွေ့ရတယ်ဒါပေမဲ့ဒီ game 1ပြန် အနိုင်ရဖို့တော့ကတော့အရင်တည်ကြနေရပုံစံမျိုးတော့မဟုတ်ဘူးနော် objective မှာတော့ equality ကသွားပြီးဖြစ်သွားပြီဗျာ normal game မှာသွားပြီးကြည့်မယ်ဆိုရင် AI ကတော့မှကျွန်တော် 1k လောက်ကိုသွားပြီးတာနေတဲ့ပုံစံမျိုးနောက်ပိုင်းကျတော့ကျွန်တော် crowd control ဘယ်လောက်ထိအလုပ်ဖြစ်မလဲဆိုတော့ကြည့်ရမယ်ဗျာ lot of bs sandbag တေးပြီးလှုပ်ထားသေးတယ်ဒီက flooring အနေနဲ့ကတော့ law objective မှာတိုက်ခဲ့မှာ battle တစ်ခုကိုစိုင်းကျင်တာဆိုတော့ pa7 နဲ့ aog sources ကြီးကိုပေးလိုက်ရပြီ and my sy နဲ့ဒီပဲပြန်ပြီး mount လုပ်ထားရင်နောက်မှ cherry keep ဒီ damage တွေတောက်ချက်ကိုပေးထားတဲ့အနေထားတစ်ခုမှာတော့ messy အနေနဲ့ black drag ကိုဖောင်ပြီးအစောကြီးကိုပေးလိုက်ရပြီဗျာအဲ့ဒီနောက်မှာတော့ black drag ကိုဖောင်မရှိဘူး aog ကြီးမရှိဘူးဆိုတော့ AI eSport အနေနဲ့ data the fight ကိုစိုင်မှုတော့ဟာအတော်လေးတော့ခင်းနေပြီပေါ့နော်ဒါပေမဲ့ကြံနေခဲ့တဲ့ leader ရဲ့ damage လေးနဲ့ Yori ရဲ့ damage လေးတွေနဲ့တော့ဒီ lol လေးကိုတော့ပြန်ရောက်တော့သူတို့ try ကြည့်နေသေးတယ်ရောက်မလားဆိုတော့ထက်ကြည့်ရမယ်ဗျာ Vegas မရှိဘဲနဲ့ Fladen အတင်းအနေနဲ့ကတော့ဒီအချိန်မှာတစ်ဖက်က AI အတင်း Vegas မရှိတော့ကောင်းကောင်းကြီးနားလေဆိုရင်လေးယောက်ကတော့သူတို့အနေနဲ့ low object ကတော့ထပ်ပြီး try out ပဲဆို Yuri low object ကိုတော့ရောက်တော့ယူထားသေးတယ်ဒီကတော့ PA7 America the Peter troll လေးတော့ကောင်းနေဆိုရင်လည်း Messi တောက်ချောက်ဆိုတော့ခေါ့ဖို့တော့ဘေးကနားရတဲ့ဂျားထဲမှာတော့ Cherry Duty အဆုံးသတ်လိုက်ရတဲ့ double kill ရော Fladen တင်ပြန်လဲပြီးပိုင်ဆိုင်လိုက်ရပြီလားဒါဝိရှော့ကိုဒါဝိရှော့ကို objective တွေပေးနေရပြီ hero key တွေပြန်ရနေခဲ့တဲ့ပလာဒီနေနဲ့ဒီတစ်ခါ objective ပြန်ပေးလိုက်ရတာတော့အမှန်တမ်းပြောရင်နှမျောစရာကြီးဆိုပေမဲ့ရတဲ့ရတဲ့တဲ့ hero 3အောင်တိတိကိုရတိုက်ထားတဲ့အနေအထားတစ်ခုမှာတော့ network gap ပြရတော့ဒါဝိရှော့ကိုပြန်ပြီးတော့ပဲလိုက်ထားနိုင်ပါသေးတယ်ဒါပေမဲ့ပလာဒီနေနဲ့ objective တစ်ချိန်ချိန်တော့ရဖို့တော့တော့လိုအပ်နေရတော့အမှန်ပဲဒီပုံစံနဲ့ပဲနောက်ပိုင်းဆက်သွားမယ်ဆိုတော့တစ်ဖက်က AI eSport family ပြန်အတာနဲ့ league ကပြန်ပြီးသူတို့ဥဆောင်သွားနိုင်တယ် ်ဒီကဘယ်တဲ့ setup တွေကတော့ fine နေပေါ့ဒီကတော့ကျွန်တော်အဲ့လို nature resource တွေမရတဲ့အပိုင်းမှာကျတော့ objective တွေကသွားပြီးတော့အားနည်းနေခဲ့တာဗျာ lane position လုံးရတဲ့အပိုင်းတွေ lane push ခံရတဲ့အပိုင်းတွေကကျတော့ platinum map မှာသွားပြီးတော့ pressure rush ရှိနေတယ်ဆိုဒီအချက်တွေကိုရှင်းရှင်းထားနိုင်မယ်ဆို ခုလိုမျိုးအာလီဂိမ်းမှာကျတော့ကျွန်တော် hero key ရကျတော့အရင်စကားတော့မပြောသေးဘူးပေါ့နော်မပြောသေးဘဲနဲ့ကျွန်တော်နေ objective တွေကတော်တော်လေးလိုစကားပြောတယ်ဟုတ်တယ်ဒီဂိမ်းရောက်လာတဲ့အပိုင်းကျရင်တော့ hero key တွေကတော့ချက်တော့ပြန်ပြီးကြီးရမှာပေါ့နော်အဲ့တော့ even ကြီး lord of the blue force တွေပါရတော့ပြီးွားခဲ့ပြီဆိုတော့သူ့အနေနဲ့ potion ထက်စာမယ်ဆိုရင် ini shade ကိုပဲနောက်ပိုင်းလေဂိမ်းကျရင်တော့ပို့ပြီးတော့အသားပေးမဲ့ပုံစံများ hero key 93 flooding အသင်းအနေနဲ့ hero key ဥဆောင်ထားခဲ့ရဆိုပေမဲ့တစ်ဖက်ကနေပြီး solid ဖြစ်နေတဲ့ AI နဲ့နည်းနည်းလေးဒါချိုးဖြတ်ဖို့အတွက်ကတော့ခက်ခဲနေတဲ့ပုံစံမျိုးပြဟုတ်တယ်အဲ့တော့ image ကြီးက damage ထွက်လာတဲ့နေသားတစ်ခုမှာတော့ဘလာအနေနဲ့ lane ကိုခွာပြီးတော့ချိုးခံရပြီးတော့ဒီချောင်းနဲ့လေ ဲတကောင်တွေကသွားပြီးထိန်လို့မရတဲ့နောက်မှာလိန်ပုစတာလေးကိုတော့ပလာနေနေနဲ့နည်းနည်းပြန်ခံနေရတယ်ပြီးတော့ဒီဂျန်ဂလာယူရီယာလည်းအခုချိန်နေတည်းက redistribution ကတောက်လျှောက်ကောင်းနေကြတာဆိုတော့ objective မှာလည်းအခက်ခဲနေတယ်ပလာနေနေနဲ့နောက်ထပ် lot second lot update တခုမှာဘယ်လိုမျိုးပြန်ပြီးတော့တစ်ဖန်ပြန်ဆိုင်နိုင်မလဲဆိုတော့ထက်ကြည့်ရမယ်ပြ first lot ပေးလိုက်ရတော့အရင်ကျတော့အကြောင်းတော့မဖြစ်သေးဒါပေမဲ့ second lot ဆိုရင်တော့ဒါနည်းနည်း defend လာခက်ခဲသွားတယ်မေကလိန်တွေပါပဲပြန်ပြီးချိုးသွားနိုင်ကြီးရှိတယ်အဲ့ဒီနောက်မှာ family ပါရပါပြန်ပျောက်သွားနိုင်ပြီးတော့ပလာတင်ကပါ defensive ပေါ့နော် ပြန်ပြီးရောက်သွားနိုင်ကြီးရှိတယ်ဆိုတော့နောက်ထပ်ဒီ second lot ကိုပြန်ပေးလို့တော့မရတော့ဘူးဆို ော်ဒီပွဲကတော့မျှတယ်လို့ပြောလို့ရတယ်ဗျ။အခြေအနေရပါတော့။အရင်ဆုံးလက်ဦးအားတဲ့အသင်းကတော့တာဝါမှာတော့အမှန်ပဲ။တစ်ဖက်မှာလည်းကျွန်တော် Cherry Judy အနေနဲ့က Power Spike ဖြစ်ဖို့အတွက်ကတော့သိတော့မလိုတော့တဲ့အနေသားတစ်ခုပေါ့နော်။ Cherry Judy နောက်တဲ့ Hero K လေးနှစ်ကောင်သာရာဝါခဲ့မယ်ဆိုရင် Paladin အသင်းနေနဲ့ဗတဲဆိုင်ကအရင်ကစမှုတော့ဖြစ်သွားပြီဗျာ။ Objective တွေလူရတဲ့အပိုင်းမှာကျတော့အားနေချက်ရှိနေတာအဓိက Spell Cast ဦးဖို့အတွက်ပဲလိုနေရပေါ့။တစ်ဖက်ကကျွန်တော် PA 7အနေနဲ့ Ability Back အရင်ဦးလိုက်တဲ့အချိန်ကျတော့ PS က Repeat ပေါ့ဖို့အတွက်ကတော့မလွယ်ဘူးဖြစ်သွားတယ်။ဒီလိုပဲကြာနေ။အဲ့တော့ Yuria ကျတော့ဝင်ဝင်ပြီးတော့ Objective ကိုလုံးလို့အတွက်အဆင်ပြေနေတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ ဒါပေမဲ့နောက်ပိုင်း objective တွေကြာရင် UDD တို့ key block တို့ဝင်ရှားလာတဲ့အချိန်မှာ PS တွေ retribution လေးပေါက်နိုင်မယ်ဆိုရင်တော့မစိုးဘူးဗျဒါတော့ကျွန်တော် Rising Star of the Year Rookie Player လေးတွေရဲ့ list လေးပဲဖြစ်ပါတယ်အလဲရှိချိန်မှာတော့ AN eSport မှာပါဝင်နေခဲ့တဲ့ Yuri ကတော့လုံးဝဗုဒ္ဓအများဆုံးလေးမှာတော့တားပြီးရှိနေခဲ့တယ်ပေါ့နော်အဲ့တော့ဗုဒ္ဓရဲ့နော်ကျွန်တော် Santi Cherry Cute Messi လေးကတော့ထပ်လိုက်နေသေးတယ်ဗျ Yuri ကတော့လုံးဝအမြင့်ဆုံးနေရာလေးမှာတော့တားပြီးရောက်နေပါတယ်နော်အဲ့တော့ဒီ player လေးတွေအခုလက်ရှိကိုကြိုက်နေတဲ့ player လေးကိုဆက်လက်ပြီးဗုဒ္ဓပေးနေတယ်ဆိုတော့1003ကိုရိုက်ပြီးတော့ United Singer နဲ့တူ brother တို့တွေ 保底比都一样嘛？呢，弟弟也攻那么弟弟，怎么嘛？查拉比嘛？哦，妖子，你那边梅西，弟弟这边打咩？老太，咱们嘛，查理兄弟，研究比来呀？布拉德托卡罗，这尼他妈空呀？费斯洛那边他勒，那他妈塞格洛被带得酷嘛？哇，酷嘞！奶渣多的布拉德尼尼罗迪，object 的 GZA 哟哇！他妈比较坤比比来呀？不都，亚盖奴米阿多呀？不都，今年弟弟哟，勒布拉，伊尼巴卡伊安 Eastbourne 伊尼，那他妈 Utah 那伊勒尼，到底酷嘛？塞格洛勒布拉德，那贝吉贝吉那他妈梅西，那他妈贝特纳，布拉德沃哥范尼，那贝伊那贝 PS 哥，now 哥伦比亚 object 特纳。 Oh, ¡Dale, redistribution ပြန်ပြီးတော့ရထားရင်းနဲ့ပဲနောက်တဲ့တစ်ချိန်ပြန်လည်းပြဒီ long နဲ့အတူတစ်ဖက်ပြန်ပြီးတက်ခွေရတယ်မှ rookie dc ပြန်ရောက် sign နဲ့ပြန်ပြီးပေးတာနဲ့တပါဘာသာဆန်နေတဲ့အတူပဲပြေးဆဲမှပြန်ပြီး down နဲ့ဗျ messi ရဲ့ black dot corner ရှိနေလဲလို့ကျန်နေတဲ့နောက်ဒီ leader တို့ယိုယိုတို့ခံကောင်းသွားပါတော့အေး black dot corner မကြံဘူးဆိုရင်အချိန်တိုင်း defend မှုတော့ကမပြတ်နိုင်ဘူးဗျဒီအချိန်မှာတော့ ps ရဲ့ redistribution က platinum အတွက်ကတော့သွေးကြောပဲဗျာနော်အဲ့ချော်ဖို့အတွက်ကပဲလုံတော့တာ ai အတွက်ကတော့ဒီအချိန်မှာ objective ကိုပြန်လည်ပြီးထိန်းလိုက်ရမယ့်အချိန်တော့ပြန်လည်ပြီးရောက်သွားခဲ့ပြီခုန surprise attack ကိုလုံးလိုက်တဲ့အချိန်မှာ cherry duty ပေးလိုက်ရတယ်ဆိုပြီးမဲလို့ပေါ့နော် င်တော့ objective ကိုလုံးဝမစုံမနစ်ဘဲနဲ့ဆက်ဆိုင်သွားတယ်ဖလာရင်ကတော့ကျွန်တော်တို့မိသားစုတော့မရဘူးဒီချိန်မှာသူတို့အတွက် turning point တွေကိုပြန်လည်ပြီးတော့ရှာဖွေနိုင်မလားဆိုတော့ကြည့်ရတော့မယ်ဆိုတော့ late game ပိုင်းခြားတဲ့ကိုဝင်လာခံနည်းလေးဆဲဆဲမှာတော့နှစ်သိန်းလုံးအနေနဲ့ဘာပဲတဲ့ setup တွေ plan လေးနေများပြင်ဆင်ထားလဲဆိုတော့ကြည့်ရမယ်ဗျာ first lot ပေးလိုက်ရတယ်ဆိုပေမဲ့ second lot လုံးဝပေးလို့မရဘူးဆိုတော့အချက်ကိုကောင်းကောင်းနားလည်ထားတဲ့ဖလာရင်ဒီ second lot မရအောင်ယူထားရင်းနဲ့ပဲ pause redistribution အသေးစားထည့်ရတာအင်းနဲ့ပဲဒီ lot နဲ့တူပြန်ပြီးတော့တက်လာခဲ့တဲ့ဖလာရင်ဒီ game number 1ကိုပြန်ပြီးတော့ပဲအံ့နိုင်မလားဆိုတော့ချက်ကြည့်ရမယ်ဗျာရှင်းမှာတော့ objective တွေအများကြီးပေးနေရတယ် ဆိုပေမဲ့ second lot ဒီ object တစ်ချိန်ရားလိုက်တာနဲ့နေမှာပလာဒင်အနေနဲ့တော်တော်လေးလုံလောက်နေပြီလို့ပဲပြောရမှာပဲ network cap မှာလည်း1 key ဒီပါအလိုလောက်နဲ့ပဲပြန်ပြီးလိုက်ထားနိုင်နေတယ်ပဲ second tower ကိုပြန်ရပြီဆိုတော့ network cap ကိုတောင်မှပြန်ပြီးဥဆောင်သွားနိုင်ဖို့တော့ရာခိုင်တော့များနေပါပြီပလာဒင်အနေနဲ့တော့ inner tower ကိုအကုန်လုံးတိတ်ကန့်လုပ်ပြီးရပြောမှာ holy shit မရှိတဲ့အခိုက်အတန့်ကတော့တို့တို့ကတော့တော်တော်လေးတော့အစင်တော့ပြေနေပြီဒီ7ပြန်ပြီးတော့ applicable ပတ်ထားတဲ့ဂျာမှာ avatar zone နဲ့ကတော့ပြီးွားခဲ့ပြီဆိုတော့ပလာဒင်အသင်းအနေနဲ့ပြန်ပြီး fall back ရမယ်အချိန်ကတော့တန်ဝိုင်းလို့တော့မြင်တယ်ဒီ top abandon ရဲ့အတူ inner tower ကိုအကုန်လုံးရလိုက်တယ်ဆိုတာလေပလာဒင်အတွက် map control ကတ ဖက်က AI eSport ကိုဖိဖို့အတွက်ကတော့လုံလောက်ဝါပြီလို့တော့မြင်ရတယ်ဗျ AI eSport เนาะ early game ကတော့တောက်လျှောက်သူရဲ့ driving phase လေးတော့ objective အသာတိရမှုနဲ့အတူအားသာခဲ့တယ်ဆိုပေမဲ့လက်ရှိစံကန်းလော့ကိုအမှတ်မထင်ဘောเนาะပြန်ပြီးတော့ baseline ရတဲ့နောက်မှာတော့တာဝါအတော်များကိုကျိုးသွားတာဗျာเนาะ first law နဲ့တော့ AI eSport အနေနဲ့တာဝါကအမှန်တိုင်းပြောမယ်အများကြီးမချိုးနိုင်ခဲ့ဒါပေမဲ့ second law မှာကျပလာတဲ့တအားကိုတည်တာသွားတာဝါ၆လုံးထိပါကျိုးသွားတယ်ဗျာเนาะအဲ့တော့နောက်တဲ့နောက်တဲ့ကြိမ်တတိယအကြိမ်မျိုးလော့တာဆက်လက်ပြီးပလာတင်ပိုင်ခဲ့မယ်ဆိုတော့ mega lane နဲ့တူဒီ game number 1ကိုပါအနိုင်ခွင့်ပလာတင်ကပြန်ရသွားနိုင်တယ်ဗျာဟုတ်တယ်နှစ်သင်းလုံးအနေ င်တွေကဒီအချိန်မှာတော့သူတို့ရဲ့ mechanic တွေစတင်ပြီးတော့ပြန်ဆိုင်နေပြီလို့ပြောရမှာဗျာတော့လည်း free wave တွေ lane တွေ freeze ပြီးတော့ပဲနှစ်သင်းလုံးအနေနဲ့ကျွန်လာတဲ့တယောက်ကိုတော့ဆွဲစားဖို့တော့ကတော့လုပ်နေတယ် PS သူအနေနဲ့ sustain hero ဖြစ်နေတဲ့အတယောက်ကတော့ sample လုပ်ဖို့အတွက်ကတော့တော်တော်လေးအဆင်ပြေနေတဲ့ပုံစံမျိုးဗျာ AI တင်းနေနေတော့တစ်ချက်တော့မှားလိုက်လို့တော့မရဘူးမရဘူးဟုတ်တယ် early game မှာတော့လည်း yuri damage ကရှိနေတယ်လို့ကြံရအောင်ဒါနဲ့မတွေ့သွားပြီ imagine 2v1 charity လာလိုက်တဲ့ Eddie Damage လေးဗျာ Death Owner Root Studio တောက်လျှောက်ကိုအသေးချလေးပေးထားနိုင်ခဲ့တဲ့နော်ကျွန်တော်ဒီဘက်က Champion Damage တွေကြားရမှာ Image ပြန်ပြီးတော့ down နေဗျဒီချိန်မှာ AI လုံးလို့ရတဲ့အရာဆိုလို့လို့လေဒီချောင်းကိုသွားလွတ်ပြီးလိန်ရှင်ကျန်တဲ့၄ယောက်က stick နေပြီးတော့ battle ဆန်အဲ့လိုမျိုးပဲလုံးလို့ရအောင်ဆိုကြတယ်ဒီချိန်မှာ image ပြန်ပြီးတွေးခံသွားရတယ်ရှာဖွေခံတာကတော့တိတ်တော့အစင်တော့မပြေဘူးပေါ့နော်အဲ့တော့ lane ကလည်းရှင်းလို့လည်းမရတော့ defenses ကိုလည်းပြန်ပြီးရောက်နေတယ်အဲ့နောက်မှမှဒီ low position ကိုပါ၅កောင်လုံးပြန်ပြီး hold ဖို့တော့ကအစင်မပြေဘူးဆိုတော့တတိယအချိန်ဒီ tat low ကို paladin လက်ထဲကို AI e-sport ပြန်ထည့်ပေးလိုက်ရမလားဆိုတော့ထက်ကြည့်ရအောင် low timing အရာသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် rookie position အရာနဲ့ဆိုရင်ဒီခွေခွေကိုရှင်းပြီးွားပြီဆိုတော့ paladin အသင်းနေနဲ့တော့မှတော့အပန်းရနိုင်ကြီးကတော့အများ ားရရှိရတယ်ဒါပေမဲ့ 5v5 ဆိုတဲ့ situation တစ်ခုကိုပဲကျွန်တော်ကြည့်ရမလားပေါ့နော် Evan G ရဲ့ combination ဘယ်လောက်ထိမြန်မလဲဆိုတော့သွားပြီးကြည့်ရမယ်တော့ the lordance တစ်ခုခကြီးကတော့ land wall လောက်ကိုတော့သွားပြီးရောက်နေပြီဆိုတော့ဒီ lord objective တိနှစ်သိန်းလုံးအတွက်ကတော့တကယ်အရေးပါတဲ့ objective ပြဟုတ်ပါတယ်เนาะအဲ့တော့ဒီဒီဒီတတရအချိန်မြောက် lord ကတော့နှစ်သိန်းလုံးအတွက်တကယ်တော့အရေးပါနေတဲ့နေသားတစ်ခုမှာဒီ third lord ကိုတော့အရင်ဆုံးရရှိဖို့တော့တေးကြနေတာတော့ paladin တော့ဖြစ်နေခဲ့ဟိုးမမ rookie tizzy ဆိုင်နဲ့ name ဒီဂျားထဲမှာ elite ပြန်တောင်းလိုက်နေပြီဒီတတရအချိန်မြောက် lord ကတော့ paladin ရဲ့ letter ရဲ့ AI ထည့်ပေးလိုက်ရပြီဗျာ ဲ့တော့မပြေး7 AOG ကျန်သွားလို့တော့ကန်ကောင်းတာမဟုတ်ရင်တော့အဲ့တော့မပြန်ဒေါင်းသွားနိုင်ချေရှိပါတယ်ပလာရင်အသင်းရဲ့ဗရယ်ဆာတဲ့ဖလန်သွားတဲ့တပောက်တော်တော်လေးကိုတက်ရွက်သွားတယ်လို့တော့ပြောရမှာနဲ့အတူပဲဒီ low advantage နဲ့အတူ gain number 1အောင်တိတ်တောင်းလုံသွားနိုင်မလားဆိုတော့ကြည့်ရတော့ပဲဗျာ AI ဒီဖန်ဖို့အတွက်ကတော့အလီတာတော့မရှိဘူးဆိုရင်ပဲ damage လုံလောက်မှုရှိနေရဆိုတဲ့အတရားမှာတော့ low အဲ့မီကတလင်းအလဲလန်းနေပြီးတော့စာပြီးတော့ခွင့်ပြုပေးထားပါသေးတယ်အဲ့တော့ဗတဲ controller ဖြစ်နေခဲ့တဲ့နော် jungler တကောင်ဖြစ်နေခဲ့တဲ့ပေါက်ဆသူ့ရဲ့အသင်းကိုသူကောင်းကောင်းကြီးနားလဲထားနေတဲ့ပဲနော်နော်ဒီဒီပြပလာဒီကိုပြန်ရောက်လာတဲ့အခါမှာလည်းသူ့ရဲ့အသင်းဘယ်လိုမျိုးဆော့တာလဲနော်အသေးချာကို ားလည်ထားတဲ့ပေါ့စနေတဲ့ redivision ဒီ second law မှာတေချာရရှိထားရင်းနဲ့ပဲနောက်ဆုံးဒီ third law objective ကိုလည်းအသေးချာရအောင်ယူထားနိုင်တယ်ပဲဒီ game number 1ကို AI ကိုပြန်တီးဖို့အတွက်အသေးချာလေးပြင်ဆင်လာရင်းနဲ့ပဲဒီ game number 1မှာတော့ပေါ့စပါနေတဲ့ပလာတင်ဒီ AI ကို game number 1ပြန်နိုင်သွားမလားဆိုတော့ထက်ချရအောင်ဗျာ number 2 KTC live bot ထပေးထားရင်းနဲ့ပဲ law ကလည်းတစ်ဖက်မှာ mega တနေ့တင်းကိုရသွားရင်း number 2 block wine ကနေကြားရဲမ image ပြန်တော့နေဗျာ leader ပြတင်းထားရည်အဲ့ number UG black တွေကိုပေါင်နေပြန်ပြီးပေးထားရင်းနဲ့တစ်ဖက်မှာ yuri damage ပြန်ပြီးတော့ပေးတယ်ဆိုပေမဲ့ပလာတင်လှလပပလေးနဲ့တော့ ပြန်ပြီး4ဒါနိုင်မှာသေးတယ်ကျောင်းတကယ်ကိုအလေးချတော်တော်နဲ့ချက်ပေးွားတက်တက်ရလာပါခဲ့တယ်လို့ပြောရမယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကနေပြီးရူဂီတီစီတယောက်ပဲပေးလိုက်ရတယ်ဆိုတော့ပလာဒင်အတွက်ကတော့တော်တော်လေးတော့အစင်တော့ပြေွားခဲ့ပြီနောက်ထပ်ပြင်ဦးမှာသူတို့အနေနဲ့ဒီ low objective နဲ့တူဒီကနှစ်လိုင်းကတော့သွားပြီးတော့ရလိုက်တာဆိုတော့နောက်ပိုင်း objective 5တွေမှာတော့ pressure များမှာတော့ AI လောက်တော့သွားပြီးတော့ဖြစ်နေရဗျာဟုတ်တယ်ဒါပေမဲ့မေးစရာမေးခွန်းနေရာကျတော့ AI ဘက်မှာ damage ဒုံလုံးလောက်လောက်ရှိမသားပေါ့နော်ရူဂီတယောက်လောတဲ့ပီလင်ရတော့ရူဂီတယောက်ထဲက damage output ပေးနေရတဲ့ပုံစံမျိုးတော့ဖြစ်နေရအောင်ပဲမှာ leader လည်းလိုမျိုး backline နဲ့ကနေပြီးတော့ထောက်ချောက်ဆိုသလို hacker flank ခံနေရရဆိုတော့သူ့အနေနဲ့ကလည်းဒါ position တွေကတော်တော်လေးကိုတော့ခက်ခဲနေတဲ့အပိုင်း even G ကိုတိုင်အောင်ကလည်း wide ace လို့ blue force လို့နဲ့သွားတာဆိုတော့သူ့ကိုတိုင်အဲ့လိုမျိုး၄ဘောမှနေ instant ဖြတ်ဖို့ကမလွယ်ကူတဲ့အခြေအနေအဲ့တော့ 5v5 အခြေအနေမှာဘိုင်များ impact တွေကို AI အသိအနေနဲ့တဲဆောင်လာနိုင်မလဲဆိုတော့ကြည့်ရမယ်ဗျဟုတ်တယ် even G ကိုဒီ lane ရှင်းခိုင်းတာနေမဟုတ်ဘဲနဲ့သူ့ကိုတိုင်ကပါလာပြီးဗတဲဆိုင်ပြီးပို့ 5v5 ဗတဲတစ်ခုဆိုင်ပြီးပို့တော့လိုအပ်နေတဲ့အနေထားပါအဲ့တော့ PS 6 6ထိန်းထားနေတဲ့ PA7 တွေးရတော့တောက်လျှောက်လေးတော့ကိုင်းတော့ကိုင်းနေပြီအဲ့ဒါမှ rookie jersey 94နဲ့ဟိုးဘောမှာရှိမလားဆိုပြီးပြေးတော့ကြည်ရပါတော့ဘာလို့တော့မဟုတ်ဘူး position လေးရဲ့အရင်ဆုံးဥတီကြည်တာပါနော်ပွဲတိုင်းကနောက်ကျောမလုံနဲ့ပွဲလို့တော့ဖြစ်တော့ဖြစ်နေတယ်ဟုတ်တယ်ရှေ့ပွဲတော့ကလည်းအဲ့အဲ့လိုပဲနော် back line front line တွေကတော့တော်တော်လေးကိုအေးပါနေတဲ့ပုံစံမျိုးကိုတော့တွေးရတယ်ဒါပေမဲ့ low တွေကတော့ plate အသင်းနေနေသူတို့ lane control တော်တော်လေးကိုတော့တက်ရတာတော့ပြေးရတယ်ဆိုတော့ AI အသင်းနေနေကလည်းဒါခေးတဲ့အသင်းတော့မဟုတ်သူတို့မှာတော့ plan နေနေကတော့သွားပြီးရရှိမယ်ဆိုတော့သူတို့ရဲ့ setup တွေကိုဘယ်လိုမျိုး structure ကြောင်းပြန်လုပ်လာမယ်ဘယ်လိုမျိုးချစ်လက်လောင်းပြန်လုပ်လာမယ်လဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းနေဗျာဒါပေမဲ့တစ်ဖက်ကနေပြီးတော့ ော့ဆယ် sample တွေကတော်တော်လေးကိုအားကောင်းနေတယ်ပြီးတော့ launing damage တွေကလည်းအောက်ဖို့ damage လောင်းနေရယ်ဆိုတော့ plating အသင်းကိုတော့ face to face သွားပြီးဘေးဖို့တော့မလဲဘူးကြီး seven immortality ကတော့ကြာသွားခဲ့ပြီအဲ့ဒါပဲ strike နောက်မှလည်း cherry queue တွေပေးထားတဲ့ damage တွေကြားထဲမှာတော့ ph7 နေနဲ့ aog ပေးခွင့်မရဘူးဗျအဲ့နောက်မှ eman g ရပါ recover ထပ်ပြီးတော့ဖြတ်ခန့်လိုက်ရမယ်ဆိုတော့ဘေးဆဲရနိုင်တဲ့အရာတွေအများများသွားနိုင်တယ် eman g မရအောင်မယ် recall လေးတော့နော်ကျွန်တော်တို့ဒါပြန်ပြီးတော့ရအောင်ယူထားနိုင်ပါလိမ့်ပြန်ထားနိုင်ပါလိမ့် eman g တော့ recall ဖြတ်ခန့်လိုက်ရတော့သွားပြီနော်အဲ့နောက်မှ two man တော့တောင်းမယ်ဆိုပြီးသွားတယ် Lionel H လေးနဲ့ဆို PS ဝင်သွားမယ်ဆိုရင်ချိန်တွေပေါ့ဘီကောကပြတ်သွားမှာပဲတော့တော့ long object စပြီးတော့ခေါင်းတက်လာခဲ့ပြန်ပြီဒါပေမဲ့ cross side မှာဘီကပေးထားတဲ့ AI အနေနဲ့ကတော့ပို့ပြီးတော့ pressure ရှိရဲဆိုတော့အမှန်ပဲ fly တဲ့အသေးအနေနဲ့ဒီ long object ကိုသာရာဝါခဲ့မယ်ဆိုရင်တော့သူတို့အတွက်ကတော့ gain number 1မှာ percent တော်တော်လေးကိုများသွားခဲ့ပြီလို့ပြောလို့ရရမယ်ဟုတ်တယ် long view ပဲနဲ့ long fade ပြီးတော့ battery side မယ်ဆိုရင်လည်း plat တွေဘက်ကအချိန်တော်တော်လေးကောင်းနေတယ်မတိဘလို့ why change the time my sy နဲ့တူပဲ messy then on ရဲ့ဗျာအဲ့ number rookie dc cherry qd damage အပေါင်းမှာတော့ဆက်လက်ပြီးတော့ပဲ leader တက်ပြီးတော့ down သွားတော့ Nevada beautifully gonna to stand out in ever Jerry Cutie. Yuri was so then in ever trip again to Yawaria. Jerry Cutie about our combination. The game of common only get it. Now it's damage the top shot to the AI thing on the pressure pain in Thailand and the 7 even Gmail. He quit with go below your tower when you come next or GM. PS combination nearly now jump off. Queen on Yana and the PA7 AOG. Then if you control the area, quit with the top shot when I tell even G. They out here and decrease the goal. They will blow your shame out <laughs> and <laughs> also flood in. Gain number one or you go. အတွက်ကတော့တေချာွားခဲ့ပြီပဲဖြစ်ပါတယ်။အာလီဂိမ်းလေးတစ်ခုမှာတော့တစ်ဖက်သင်းယိုရီရဲ့အားသာချက်တွေ object တွေပြန်ရရှိထားတဲ့အနေအထားတစ်ခုမှာတော့ network ကမတားရင်နဲ့ပဲပွဲကဘလို့မှတော့မတားခဲ့ဘူး။ဒါပေမဲ့အိတ်ပွဲကိုမရရောက်ညှိထားနိုင်ခဲ့တဲ့ object တွေပြန်ပေးလိုက်ရတယ်ဆိုရင် Hiroki အသာစီးနဲ့တူ first lot တွေပေးထားတာမှ second lot ပြန်ရအောင်ယူထားနိုင်ခဲ့တယ်။ပလာနေနေတော့လောကဒီဂိမ်း number 1ကတော့အနိုင်ရဖို့တော့ tight တန်နေလို့ပဲပြောမှာပဲ။တော့အာလီမတားရင်တော့မှသူတို့မရရအောင်ပြန်ပြီးတော့သူတို့ဒီ AI အတင်းနဲ့ network ရအောင်ညှိမယ်။ပြီးမှနောက်ပိုင်းဒီသူတို့ဥတည်ထားတဲ့သူတို့ဒီ mid game timing တစ်ခုရောက်ပြီဆိုမှပြန်ချသွားရင်းနဲ့ပဲ shipping နောက်ပိတ်လော ုံးဝအသေးချာလေးနဲ့ဟိုပိတ်သွားနိုင်ငယ်ရင်းနဲ့ပဲဒီ gain number 1မှာလည်းအမားရုံမရှိလေးနဲ့ပဲနော်တေချာလေးပြန်ပြီးဆော့သွားနိုင်ငယ်တယ်ပလာတင်တော်တော်လေးကောင်းပါတယ်နောက်ဆုံးဘက်တက်တစ်ခုမှဆိုတီဘလော့ရဲ့ wine chain တအားကောင်းတယ်ဂိမ်းစမ်းနေအလုံးလုံးဝါခဲ့